တရမတွေးရမနေနိုင်နားရခလေးဟိုကြည့်ဒီကြည့်နေဆိုတော့ချိန်လေးရမှာဟိုကြည့်ဒီကြည့်ကြည့်ပြီးတော့သတင်းလေးတွေ့သတင်းလေးတွေ့ရတော့ဘာသွားတွေ့လဲဆိုတော့ကျမလေးဟိုရပိုင်းရမင်္ဂလာဆောင်လေးတစ်ခုကိုတွေ့တယ်မင်္ဂလာဆောင်လေးတစ်ခုတွေ့ရတော့ တခါဘုံဘုံမှမမြင်တွေ့ရတဲ့ပုံစံမျိုးတွေနဲ့မင်္ဂလာဆောင်မှာပေါ့နော်အဲပြတာလေးတွေရိုက်ထားတာလေးတွေတိလာဟောတိုက်တန်နစ်ကပုံစံမျိုးလေးတွေအဲနောက်တခါအဖိုးရေပုံစံမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးရိုက်တော့အာပိဋကတ်တရားလဲအုံအုံထသဘောတွေကြကိုတွေလဲကြည်ပြီးတော့မှလေးပျော်စရာအခိုက်အတန့်လေးကိုရတာပေါ့နော်အာပျော်စရာလေးကြည်နူးစရာလေးဆိုပြီးတော့မှအဲဒီလိုမျိုးလေးဖြစ်တာပေါ့လေမင်္ဂလာပွဲလေးဟောပျော်လို့မှဗစက်တောင်မစီရသေးဘူး နောက်နေ့လဲကြာတော့ဘာညာတရကားတွေသတင်းတွေတက်လာရောကျွန်မပုံမှန်အဖြစ်ဆို personal တွေဝင်မပြောပေမဲ့ဒါကတော့ကျွန်မနည်းနည်းလေးပြောချင်လို့เนาะပြောပြရစီပြောပြရစီဆိုတော့သုံးသက်စရာလေးရှိလို့ပါเนาะအမျိုးသမီးတွေနေရာကနေကျွန်မသုံးသက်ပြစရာလေးရှိလို့ပြောတာပါเนาะအကြောင်းမဲ့ကျွန်မဘယ်တော့မှမပြောဘူးအဲ့တော့လေပျော်လို့တော့ပါးစပ်မရှိရသေးဘူးဟာနောက်နေ့လဲကြာတော့ဟိုသတင်းဒီသတင်းတွေကတက်လာအောင်တက်လဲတက်လာတော့ကိုကလည်းလေဆက်စုကျန်တာပေါ့နော်ဆက်စုကျန်တော့လိုက်ကြည့်လိုက်ကြည့်လိုက်ကြည့်တဲ့ခါကျတော့အိုးအင်းအင်းအင်းပေါ့ အော်အင်း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 ပေါ့နော်ဒီလိုမျိုးပေါ့ဒါပေမဲ့ဘာသွားတွေးမိလဲဆိုတော့ကျွန်မမနေ့ကတော့ live လုပ်နေနေပြောနေသေးတယ်ဘေးကအဲဇန်ကအမနဲ့တော့ပြောနေသေးတယ်အော်လို့ဒီလိုအချိန်မှလို့ဒီလိုသတင်းမျိုးတွေတက်လာတဲ့ခါကျတော့လို့အဲဇန်နာရီမှန်နာရီမှားတာတွေတော့လို့မပြောလို့ပါဘူးလို့ဒါပေမဲ့လို့သတို့သမီးလေးကတော့စိတ်ထဲကောင်းရှာမှာမဟုတ်ဘူးလို့သူအရန်ပျော်ရွှင်နေတဲ့အချိန်သူမင်္ဂလာယူနေတဲ့အချိန်ပေါ့နော်စိတ်ထဲကောင်းရှာမှာမဟုတ်နေရတာလဲဘလို့ရင်းနေမလဲပေါ့နော် ဆိုတော့အဲ့တော့ကျမကလေသရိုးသမီးလေးနေရာကနေသရိုးသမီးလေးကိုလည်းပြောချင်တာပေါ့ကိုညမလေးလို့ပေါ့နော်အာကိုသမီးလေးလို့ကိုညမလေးလို့အဲကိုကလေအားပေးချင်တာနော်ကျမအားပေးစကားပြောချင်တာတခါတလေကြာရင်လေစပီသီးတွေခြင်တတ်ပါတယ်နော်ညမလေးအဲ့တော့ဒီလိုမျိုးအောင်မြင်တဲ့အတိုင်းဝိုင်းတစ်ခုထဲမှာ propaganda တွေ rumors တွေဆိုတာရှိမှာပေါ့နော်အတိတ်ဆိုတာလည်းရှိမှာပေါ့ဟုတ်တယ်လားနော်အတိတ်ဆိုတာလည်းရှိခဲ့မှာပေါ့ဟုတ်တယ်လားဆိုတော့အတိတ်ရှိခဲ့တာက အဖြစ်မဟုတ်ဘူးနားလည်ပြီးလို့ရပေမယ့်အတိတ်ရှိခဲ့တဲ့အတိတ်ကိုအချိန်အချိန်ခါပေါ်မှာအာမကြည့်ပဲနဲ့အဲလှန်နေသူကရှက်ရမှာလားအဲအတိတ်ဖြစ်ခဲ့တဲ့သူက ဒီရှက်ရမှာလားဒါမျိုးလေးလည်းစဉ်းစားရမှာပေါ့နော်ဆိုတဲ့ခါကျတော့အတိတ်ကတော့လူတိုင်းရှိတယ်ကောင်းတာလည်းရှိမယ်မကောင်းတာလည်းရှိမယ်ဟုတ်တလားရည်စားတွေပွေရှုပ်တာလည်းရှိခဲ့မယ်နော်ဆိုတော့ညီတို့ပင်ရှိခဲ့စီကမူကိုကချစ်လို့ခင်လို့တစ္ဆာတွေပြုတ်ပြီးတော့မှလက်ထက်ခဲ့ကြပြီးမင်္ဂလာယူနေကြပြီဆိုရင်ကို့ပေါ်မှာပေးထားတဲ့ဂရုတစ္ဆာစကားအတွက်အချိန်ပေးလိုက်ပါလို့ပဲအမကဒီနေရာပြောချက်လား နော်ဆိုတော့လေတခါတလေကြရင်အမတို့ဘေးပတ်ဝန်းကျင်ကရိုက်ခတ်တဲ့ဒဏ်တွေကိုစံစံခံနိုင်ဖို့လဲလူသေးတယ်မှန်တာလည်းရှိမယ်မမှန်တာလည်းရှိမယ်ဟုတ်တာလည်းရှိမယ်မဟုတ်တာလည်းရှိမယ်ချက်ကားတာလည်းရှိမယ်နော်နားကားလေးမွေးတယ်ဆိုတာနှာကားလေးမွေးတယ်လို့တောင်ဖြစ်သေးတာပဲဟုတ်တယ်လားနော်ချက်ကားတာလည်းရှိမယ်နောက်တစ်ခုပေါ့လေအဲ့ဒါတော့ရည်စရာလေးအနေနဲ့ပြောတာပါတို့အမေခစ်မိတာလေးကိုလည်းပြောကြံလို့စခရင်ရှော့တယ် စကရင်ရှော့တွေဆိုရင်တို့မင်းကဘာပြောလဲဆိုရင် အမလီရဲ့စကရင်ရှော့တွေ AI နေဒီလောက်ခက်မိပြီးတော့မှဘန်အကောင့်နေတော့မှစကရင်ရှော့တွေကိုထပ်တူလုပ်လို့ရတဲ့ခက်ကြီးတယ်မှာတဲ့စကရင်ရှော့တွေအဲနောက်တစ်ခါအကောင့်တွေဆိုတာအခုဓာတ်ပုံယူအခုဖွင့်အခုစကရင်ရှော့ရိုက်လိုက်လို့ရတဲ့ခက်ကြီးတယ်မှာပေါ့နော်ဒါတွေကိုလည်းဟုတ်တယ်မဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးတခါတလေကြတော့လေဟိုကိုကလေစဉ်းစားချင်းချင်းတက်ဖို့သွေးပူနေတဲ့အချိန်ကြလို့ရှိရင်မစဉ်းစားတက်ဘူးဖြစ်မှာစု ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အတိတ်ဆိုတာရှိခဲ့မှာပဲအဲ့တော့ရှိခဲ့တဲ့အတိတ်မှာလည်းအဲသစ္စာတွေလည်းပြုခဲ့ခြင်းလည်းပြုခဲ့မယ်ချက်ချင်းမြတ်တာတွေလည်းအများကြီးပြီးခဲ့ခြင်းလည်းပြီးခဲ့မယ်နကိုရီမြခြင်းလည်းရီမြခဲ့မယ်ဒါရီဟာအတိတ်မှာရှိခဲ့မှာပဲလူတိုင်းဟာအတိတ်ရှိခဲ့တာအကြီးပဲနော်အေးဒါပေမဲ့အဲကိုနဲ့ရွှေလက်တွဲချပြီးကိုကိုဂရီသစ္စာတွေပြုထားပြီးပြီးဆိုအခုမှမင်္ဂလာဦးအိမ်ထောင်ဦးချစ်စခင်စကျင်နာစမှာအဲ့တော့ကို့အပေါ်မှာတဖက်လူရဲ့ပြီးတဲ့ အရာကိုပဲအရင်ရှေ့ရှုလိုက်ပါနော်အဲ့တော့တစ်ဖက်လူရဲ့ဂတိစကားတွေအတွက်ဖြည့်ဆည်းပေးဖို့အချိန်တစ်ခုပေးလိုက်ပါနော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီဘေးကရိုက်ခတ်တဲ့ဟာနဲ့ဒင်မဲကိုကအာလမ်းခွဲလိုက်တာမျိုးပေါ့နော်အဲနောက်တစ်ခါဥပိ္ခာပြုလိုက်တာမျိုးပေါ့စိတ်ဆိုးလိုက်တာမျိုးပေါ့ဒါကြီးကိုအာဒဏ်ရာအဖြစ်ထားလိုက်တာမျိုး ဆိုလို့ရှိရင်ညီမလေးတို့ဒီအိမ်တို့သမီးလေးအတွက်ရေဒီအိမ်နောက်ဦးအတွက်ရေမတန်မှုဖြစ်တာပေါ့နော် အဲ့တော့လူတွေရဲ့သဘောမနှောမှာကလည်းအဲတာရင်မလိုတဲ့စိတ်ဆိုတာရှိပြီးသားပါနော်ဆိုတော့အော်တခါတလေကြာခုနပြောသလိုပေါ့စပီတီကချန်တက်တယ်ဟုတ်တယ်လားနော်စပီတီကချန်တက်တယ်ဝိုင်းပြီးတော့မှလည်းတွန်းပို့တက်ကြတယ်ဒီလိုမျိုးလေးတွေလည်းရှိတယ်အဲ့တော့ကိုကကို့အပေါ်မှာထားတဲ့ကိုရဲ့အဲကိုပေးတဲ့မေတ္တာတရားကို မှန်မှန်မှန်စစ်မစစ်ကိုအချိန်ပေးလိုက်ပါအဲ့ဒီပုံမှာပဲသုံးသက်ပါတခါတလေကြရင်ဘေးကပတ်ဝန်းကျင်ကရိုက်ခတ်တဲ့ဟာဒီပုံမှာပဲကိုကဆုံးဖြတ်လိုက်ရင်တကယ်ပဂတိဆုံးဖြတ်ချက်လေးတွေမှားသွားမှာစိုးရဲပေါ့နော်ပတ်ဝန်းကျင်ရဲ့အပြုံဒိုးနိုင်ငံကလည်းတခုရှိတာအကုန်လုံးကအထူးလေးကျင်ထားတဲ့စုံစမ်းထောက်လန်းရေးတွေကြီးပဲမြေလန်တာတိတ်တော်တယ်မြေလန်တာတိတ်တော်တယ် အဲ့တော့လေအိမ်တော်တစ်ခုတည်ကြပြီဟေးဆိုလို့ရှိလို့ရှိရင်ကောင်းတာတွေလည်းရှိခဲ့မယ်မကောင်းတာတွေလည်းရှိခဲ့မယ်အတိတ်ဆိုးတွေလည်းရှိခဲ့မယ်နော်အာကိုမကြေမချမ်းစရာတွေလည်းရှိခဲ့မယ်တို့တွေဆိုလည်းဒီလိုပဲတစ်ခါတလေအခုချိန်ထိတောင်မှလေရီစာဟောင်းအကြောင်းอืมอืมဆိုပြီးတော့မှပြန်ပြီးတော့မှစကနာထိုးကြစေပေါ့နော်ဆိုတဲ့ခါကျတော့ဒါတွေကတော့ဖြစ်တတ်ပါတယ်အဲ့တော့ပျော်စရာအနေနဲ့ဘယ်ထားလိုက်ပါဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲမှာ ကိုကဘယင်မှာ ဒီပွဲမှာကိုကအောင်းနိုင်သူဒီပွဲမှာကိုကအလေးနဲ့ပြုတ်ခံရတဲ့သူဟုတ်တယ်လားအဲ့ဒီဟာလေးကိုဆက်ထိန်ပြီးတော့မှတခါတည်းခြေချိတ်ပြီးခြေမိုးပြီးတော့မှကို့နားမှာကို့ကိုခစားတာကိုနဲ့ပေးလိုက်ပြီးတော့မှလှုပ်ခွင့်ပေးလိုက်ပြီးတော့မှ ချိန်မိုးနေလိုက်ပါเนาะအိမ်နောက်တစ်ခုကိုဒီပဝင်းကျင်ရဲ့ရိုက်ခတ်တဲ့သတင်းနေကြောင်းမလို့တော့အပြက်စီးမခံလိုက်ပါနဲ့အခုမှအိမ်နောက်ဦးစချစ်စခင်စဂျင်နာစအရွယ်လေးမှာပေါ့เนาะအဲ့တော့အတိတ်တွေရှိခဲ့သလားဆိုတော့လူတိုင်းကတော့အတိတ်တွေရှိခဲ့တာပေါ့เนาะအာတို့ဆိုအမြဲတမ်းပြောပါတယ်ဟေးအော်ရီစာဟောင်း ကြီးစားတယောက်ရှိခဲ့လို့ရှိရင်ငွေ3သိန်းဆိုလို့ရှိရင်တင်းမှာငွေဘလောက်များများရအောင်လဲဆိုတို့ဆိုအမြင်နဲ့ရည်စရာပြောတယ်ရွှေတောင်ချားမှာအိမ်ဝင်လို့ရတယ်လေလို့ဟုတ်လားဆိုတော့ဒါရီယာအထူးစမ်းမှာအယောက်90ရို့ဘာအယောက်90ရို့အယောက်90ရို့ ਨੇ တွေ့နေရယ်နော်အဲ့ဒါလေးနေဒါရီယာလည်းမထူးစမ်းမှာဟုတ်တယ်လားအဲဘလို့ခေါမလဲလူငယ်ဘုံကလွတ်လပ်တဲ့ဘဝမှာတော့ကြီးစားလည်းရှိခဲ့မှာပဲ easyly လည်းရှိခဲ့မှာပဲအမ်ဒီခေတ်ဆိုရင် living together လည်းရှိခြင်းရှိခဲ့မှာပဲနော်ဒါပေမဲ့အဲ့ဒါကအတိတ် အဲ့တော့လက်ရှိပြစ်ဆုံးပံမိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှကောင်းလုပ်လိုက်ပါမိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှမိမိပေါ်မှာဘယ်လောက်သစ္စာရှိသလဲမိမိပေါ်မှာဘယ်လောက်တန်ဖိုးထားသလဲမိမိပေါ်မှာဘယ်လိုမျက်နှိုးသလဲဆိုတဲ့ဟာကိုအချိန်ပေးလိုက်ပါနော်အာအမားမှားခဲ့တယ်ဆိုလို့ရှိရင်လည်းအမားပြင်ဆင်ခွင့်ပေးလိုက်ပါလို့ပဲအမားဒီညားနေပြောချက်နေနော်ဘာဖြစ်လို့လဲဆိုတော့အိမ်နောက်တစ်ခု အမားအားကြရတဲ့အိမ်တော်ကြီးလေးဟာအမားအမားတို့ကိုယ်တိုင်တော်မှသဘောတွေကြရတယ်တိလားဟောအားကြရတယ်အိုးသဘောကြလိုက်တာជីစံအိုးချစ်စရာကောင်းလိုက်တာជីစံအိုးဒီလိုအိုင်ဒီယာမျိုးလေးရတက်လိုက်တာជីစံဆိုပြီးတော့မှလေအဲဒီလိုမျိုးလေးဖြစ်မိတယ်ပေါ့နော်ဆိုတော့လေအဲ့တော့ထပ်ပြီးတော့မှအမားကအားကြရတဲ့ ဟာမျိုးဖြစ်အောင်ကိုကလည်းအခွင့်အရေးပေးလိုက်ပါเนาะအဲ့တော့ပြင်ဆင်ခွင့်ပေးလိုက်ပါမှားခဲ့တယ်ဆိုရင်လည်းအမှားပြင်ဆင်ခွင့်ပေးလိုက်ပါเนาะအတိတ်ဆိုတာရှိခဲ့တာအတိတ်ဟာရှက်စရာမဟုတ်ပါဘူးเนาะဒီလိုပဲလူတိုင်းမှာအတိတ်ဆိုတာရှိပါတယ်เนาะအတိတ်ဆိုတာရှိပါတယ်အတိတ်ဆိုးတွေလည်းဖြစ်ခြင်းဖြစ်မယ်အတိတ်ကောင်းတယ်လည်းဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့မိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှမဖောက်ပြန်မှုမိမိကိုတန်ဖိုးထားမယ်မိမိကိုချစ်ခြင်းမေတ္တာတွေအပြည့်ပေးမယ်เนาะမိမိပေါ်မှာတန်ဖိုးထားတယ်ဆိုတဲ့ဟာမျိုးကိုကအချိန်တစ်ခုပေးတော့မှအဲ့ဒါတွေက တစ်ဖက်ကလည်းပေးလို့ရမှာလေအချိန်တစ်ခုမပေးလိုက်ဘူးအမားပြင်ဆင်ခွင့်မပေးလိုက်ဘူးဆိုရင်အမှန်ကိုမြင်ရမှာမဟုတ်ဘူးမှားတယ်ဟုတ်တယ်မှားတယ်မှားတယ်ဆိုရင်မှားတာကိုအမားပြင်ဆင်ခွင့်တော့ပေးရမယ်အမားပြင်ဆင်ခွင့်ပေးရသားနဲ့မှဆက်မှားတယ်ဆိုရင်အဲ့ချိန်ကြာမှဆုံးဖြတ်လေနောက်မကြသေးဘူးပေါ့နော်ဆိုတော့ကိုကတော့ဘာရမဟုတ်ဘူးဒီဟာလေးကိုကြည့်နေနေလေအော် အာတစ်ဖက်ကလည်းအဲဒီမီဒီယာရဲ့သတင်းပေါ်မှာမူတည်ပြီးတော့မှအာခြေမိုးကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဖွင့်ချတယ်အဲ့တော့အာတဖက်ကတဖက်ကလည်းအခုမှတခါတည်းပူပူနွေးနွေးလေးချစ်ဆခင်စားမှာဟာဒီလိုမျိုးကြီးအော့အော်တောင်းနေနေဆိုတော့ဘလို့ပဲဖြစ်ဖြစ်ခံစားရမင်းလို့ထင်လို့မလို့ဒီစကားလေးပြောတာပါနော်ဘလို့ပဲဖြစ်ဖြစ်ပိုင်းရှင်အစစ်မှန်ဟာသရိုးသမီးလေးပဲဖြစ်ပါတယ် နော်ဘယင်မဟာလဲသတို့သမီးလေးပဲဖြစ်ပါတယ်အောင်နိုင်သူဟာလဲလက်ရှိတရဝင်းဂုံတိတ်ခါရှိရှိ လက်ထက်ယူထားတဲ့သတို့သမီးလေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ရှေ့ဆက်ပြီးတော့မှခြေမိုးနိုင်အောင်လို့မှားခဲ့တယ်ဆိုရင် အမှားပြင်ဆင်ခွင့်ပေးလိုက်ပါနော်မဟုတ်ဖဲနဲ့ဒီအချိန်မှာကိုရီးကား ပြဿနာဖြစ်တယ်ဆိုလို့ရှိရင်အဲအများကြီးဝမ်းသာစရာတွေဖြစ်သွားမှာပေါ့နော်အဲ့တော့အိမ်နောက်တစ်ခုဆိုတာကအမအမြင်နဲ့ပြောပါတယ်ယင်ချင်းလဲကတ်ရမယ်ကြောချင်းလဲယင်ချင်းလဲအက်ရမယ်ကြောချင်းလဲကတ်ရမယ်ယင်ချင်းအက်တယ်ဆိုတာတယောက်နဲ့တယောက်နဲ့နှွေးထွေးမှုတွေပေးရမယ်ကြောချင်းကတ်တယ်ဆိုတာအပြင်ကနေလာတဲ့အခုလိုမျိုး propaganda တွေ rumors တွေအတိုက်ခိုက်တွေကိုအတူတူယင်ဆိုင်ပြီးတော့မှဖြေရှင်းကြရမယ်ရဲဘော်ရဲဘက်တွေနောက်လဲကြုံလာရအောင်ပါနော်အများကြီးကြုံလာ